မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့ကျွန်တော်ကိုယ်တိုင်အိမ်မြောက်မီးနှစ်ခွက်ကိုတွေ့ရှိခဲ့တဲ့မှတ်တမ်းဗီဒီယိုဖိုင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့အိမ်မြောက်မီးနှစ်ခွက်ကိုဒုတိယအကြိမ်တွေ့ရှိခြင်းပဲဖြစ်ပါတယ်ပထမအကြိမ်တွေ့ရှိခဲ့တာကလွန်ခဲ့တဲ့10နှစ်ကျော်ကဖြစ်ပြီးခဏပဲတွေ့လိုက်တာဖြစ်လို့မှတ်တမ်းတင်တဲ့ပုံနဲ့ဗီဒီယိုရိုက်ကူးနိုင်ခဲ့ခြင်းမရှိပါဘူး အခုတွေ့တာကလည်းအိမ်မှာမဟုတ်ပဲခီးသွားဟန်လွဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့၃ရက်ခန့်ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။အခုလိုတင်ပြရတဲ့ရည်ရွယ်ချက်ကတော့အိမ်မြောင်မီးနှစ်ခွက်ကိုတွေ့ဘူးသူတိတ်မရှားလာတော့လဲမတွေ့ဘူးသူအချို့ကအိမ်မြောင်မီးနှစ်ခွက်ရှိတယ်ဆိုတာမယုံကြည်တာကို တွေ့ရလို့ဗဟုသုတအဖြစ်တင်ပြပေးခြင်းဖြစ်ပါတယ်။အရင်တစ်ခါတွေ့ဘူးတဲ့အိမ်မြောင်မီးနှစ်ခွက်ကတော့အဝါနုယောင်ဖြစ်ပြီးအသားချောပါတယ်။ အခုတွေ့ရတဲ့အိမ်မြောင်မီးနှက်ခွကတော့အညိုရောင်တန်းပြီးအသားချမ်းနာကိုတွေ့ရပါတယ်။ကြောင်ထဲမှာတွေ့ရတာဖြစ်လို့ဗီဒီယိုရိုက်ရတာတိတ်အဆင်မပြေတာကြောင့်အနှဲငယ်မငြိမ်တာကိုတော့တီးခံပြီးကြည်ပေးကြဖို့မေတ္တာရက်ခံပါတယ်။အိမ်မြောင်မီးနှက်ခွဟာလောကီပညာရဲ့တွေမှာအလွန်အသုံးဝင်ပြီးတန်မိုးရှိမှန်းသိပေမဲ့သူ့အသက်ကိုမတက်ချင်လို့ဒီတိုင်းပဲလွတ်ပေးလိုက်ပါတယ်။ အမီးကိုပဲယူထားလို့ရနိုင်ပေမဲ့မသေးတော့လဲသူတို့မှာတော့နာကျင်မှုရှိနိုင်လို့မယူပဲလှုပ်ပေးလိုက်ပါတယ်။အိမ်မြောင်မီးနှခွကအဖြူရောင်ပဲများပြီးအမဲရောင်အညိုရောင်တွေကိုတွေ့ရခဲ့တယ်လို့သိရပါတယ်။အချို့အိမ်တွေမှာမကြာခဏတွေ့ရတတ်တယ်လို့လည်းသိရပါတယ်။ဒီဗီဒီယိုမှာတော့အိမ်မြောင်မီးနှခွအစွမ်းနဲ့အတုံးချနီကိုဗဟုသုတအဖြစ် အနည်းငယ်သာတင်ပြပေးမှာဖြစ်ပါတယ်။ရှေးလောကီပညာရှင်များ လောကီပညာရှင်များရဲ့တင်ပြချက်များအရအိမ်မြောင်မီနှစ်ခွအဓိကစွမ်းနာကမျက်နှာမြင်ချစ်ခင်စေတဲ့ပီရဖြစ်ပါတယ်။လူအများချစ်ခင်စေတဲ့928အချစ်ရောတစုံတစ်ယောက်ကချစ်ခင်လာစေတဲ့1500အချစ်အတွက်ပါစွမ်းနယ်လို့ဆိုကြပါတယ်။လက်တွေ့လှုပ်ဆောင်မှုရဲ့ဆရာများက ပီယာစွမ်းနာကိုတွေ့ရတယ်လို့ပြောကြပါတယ်။နောက်ထပ်အစွမ်းတစ်ခုကလက်ရှင်စီတယ်လို့ဆိုပါတယ်။ရှီလော့ကီပညာရှင်များမှာအိမ်မြောင်မီနှစ်ခွကို အခြားကမိယပစ္စည်းများနဲ့ပေါင်းဆက်ပြီးတိုဆေးဖြစ်စီရင်ဖော်ဆက်ကြတာကိုလည်းတွေ့ရပါတယ်ထိုဆေးနဲ့လို့ပြီးလိုရာကိုခေါ်သွားကြခြင်းဖြစ်ပါတယ်တိုဆေးနဲ့ပတ်သက်ပြီးဗဟုသူတတိရှိလိုသူများအနေနဲ့ကျွန်တော်တို့ရဲ့ channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အိမ်မြောင်မီနှစ်ခွအစွမ်းနဲ့သုံးချနီးများကိုအသေးစိတ်လေ့လာလိုတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်တို့ရဲ့ channel မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ description မှာလည်း link ချပေးထားပါမယ်။ အိမ်မြောင်မီးနှစ်ခွက်တွေ့ရင်အသက်ကိုလည်းတက်เสียမလို့အမီးကိုလည်းဖျက်เสียမလို့ အိမ်မြောင်ကိုအနာတရမဖြစ်စေဘဲရှင်တီဝလိကထာယူရတဲ့အကောင်းဆုံးနိလန်းကိုလည်းထိုဗီဒီယိုမှာတင်ပြပေးထားပါတယ်။ဤတွင်အိမ်မြောင်မီးနှစ်ခွက်မှတ်တမ်းဗီဒီယိုကို တင်ပြလုပ်ပြီးပါပြီ။နောက်လဲဘ ഹു တုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်တိုင်းတည်ရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမိမျက်လိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကကြီးသုံးပါကျော်လွှားနိုင်ကြပါစေ။